ပါတယ်ကွာအဲ့ဒါမ iris ရဲ့ iris ရဲ့ဟိုလေဘာလဲဖလဲကူကဆိုင်လေးမှာဖိတ်လို့သွားရင်လည်းမအဲတငယ်ချင်းတွေအပျော်ဆိုကြတာ။ဒါကြောင့်စင်မမရဲ့စာသားမှားသွားလဲအဲပရိသတ်နဲ့အဆင်ပြေပြေပေါ့နော်။အဲသူတို့ကလည်းဆိုကိုရီလဲဆိုအဲ့လိုမျိုးလေးပေါ့အားပေးကြပါတယ်။တချို့ကျတော့လည်းအရန်ချစ်လို့မှားသွားတာလည်းရှိတယ်။သူတို့လည်းပျော်နေတဲ့အချိန်မှာတချို့ကျတော့လည်းအမတိဘူးပေါ့နော်။ဟိုတတ်တက်ကြီးလှုပ်တယ်လို့တော့ခံစားပွဲတစ်ခုမှာဆိုလဲကိုယ့်ကိုအဲ့လိုမျိုးကိုထိလဲရောက်လာပြီးတော့ အဲထိထိတာတော့ရှိတာပေါ့နော်ဒါပေမဲ့ကိုကလှဲ့ပြီးတော့လုံးလိုက်လုံးမလို့ကြံလိုက်တဲ့အချိန်မှာကောင်းလေးကငဲတယ်ငဲတယ်ဒါပေမဲ့သူလည်းတောက်ထားတဲ့အချိန်တော့ရှိတယ်ရှိတော့အတွက်လှဲ့ပြီးလုံးလိုက်တဲ့အချိန်ကြိလိုက်တဲ့အချိန်မှာမိုက်ရဲ့ကျွန်တော်တောက်မှန်ပါတယ်ဆိုတော့စိတ်လျှော့လိုက်တာပေါ့နော်ဒီရဒီဆယ်လိုဒီအမှုပညာရင်ဖွင့်တယ်ပေါ့နော်ဆယ်လိုမီဒီယာကနေပြီးတော့ဖိတ်ကြားချက်နဲ့အရောင်ကဒီနေ့ဒီနေရာလေးရောက်ရှိနေတာပါရှိမယ်လို့ထင်တာပဲခဏနေကြရင်တော့ထွက်လာမှာပေါ့ အခုလောလောဆယ်ရတော့လက်တလောဇလန်းတွဲပေါ့နော်အဲရိုက်တာစွမ်းပိုင်ရိုက်တဲ့အဲကျမချစ်သူသူရဲ့ယောက်ျားဇလန်းတွဲလေးဝင်နေပါတယ်ပြီးတော့ဟာသဝင်ကပါအသားဝင်ကပါကိုကြီးခင်လိုက်လို့ပေါ့နော် YouTube channel လေးရိုက်ထားပါတယ်အခုလက်ရှိပြီးရင်မနေ့ဖြန်ကြရင်အခင်လိုက်တို့အဖွဲပေါ့နော်ခင်လိုက်တို့အဖွဲဆိုပြီးတော့အကိုကြီးကအဖွဲလေးထောင်ထားတဲ့အတွက်အဲ့နေမှာပေါ့နော်တချင်းဆိုလေးနဲ့အဖွဲလေးထွက်ဖြစ်ပါမယ်ဟုတ် မိုနိုထာနေရမညတိုင်းစီကစိန်ချစ်သူများအတွက်အထူးတရင်ကောင်းလေးပေးချင်ပါရဲ့ရှင် လက်ကီတိုင်းမတ်မြန်မာမှာနိုဝင်ဘာလ20ရက်နေ့မှ24ရက်နေ့ထိမော်လမြိုင်မြို့ Ocean Super Center မှာပြုလုပ်ကျင်းပမယ် Happy New Year 2020မော်လမြိုင်မြို့စိန်တဲကျောက်ထက်ဒူစေးရံပွဲတော်ကြီးမှာပြည်သူအချစ်တော်မင်းသာချောင်းဟင်းဝေရံနဲ့မင်းသမီးချောင်း Academy ဆိုပြည်တစင်ငယ်စဉ်တို့မှစုံတွဲလိုက်ပွဲတက်ရောက်ပေးမှာဖြစ်ပြီးနိုင်ငံကျော်ကန်ဝင်တေးတဲ့ရှင်အမှုပညာရှင်များဖြစ်ကြတဲ့ဆိုပိုင်ချက်မြတောင်စီတွန်လွင်ဆွေးပြေတီတီချိန်မောင်မှာညီနန်းနာမေပကြီးတို့မှဖျော်ပြပွဲတက်အစီအစဉ်များပါဝင်တော်မှာပဲဖြစ်ပါတယ် င်ဒီပွဲကြီးမှာတော့ဥချုံရင်မက်ထဲက Shopee အထူးစီးအပြင်လက်ကားစိတ်ထက်ပိုသက်တာတဲ့စက်ယုံစိနဲ့ထက်ဆောင်ခန်းစားခွင့်နေနဲ့ဘာဘဲဝဝဲ20ရာခိုင်နှုန်းထိအမြင့်ဆုံးထက်ဆောင်ရရှိမဲ့အစီအစဉ်ပရိုမိုးရှင်းကာလအတွင်းဝယ်ယူရင် နှစ်နှစ်ပြည့်ပါက200ကင်နော်သုံးနှစ်ပြည့်ပါက300ကင်နော်လေးနှစ်ပြည့်ပါက400ကင်နော်ငါးနှစ်ပြည့်ပါက900ကင်နော်အမျက်ပြန်ပေးမယ်ထက်ဆောင်းအစီစဉ်စိန်တဲတစ်ခုဝယ်ယူတိုင်း iPhone 17 Pro Max လေးမော်ရအပါဝင်ပြည့်စစ်ပစ္စည်းများမြစ်တာလက်ဆောင်ပေးသွားအောင်ပါ လုံးဝမရှုံးနဲ့ရှာသက်ပံအလဲအယောင်0%နဲ့နောက်ဆုံးဝယ်ယူခွင့်ရရှိသွားမှာပဲဖြစ်ပါတယ်။ပွဲကိုမလာရောက်နိုင်ကြတဲ့စိန်ချစ်သူတွေအတွက်လည်း live stage ကြီးများနဲ့ရန်ကုန်မန္တလေးရှုံးရုံးကြီးမှာပါထက်တူခန်းစား권များပေးထားကြောင်းတင်ကံပါရနဲ့ပွဲတော်ကြီးကိုအရောက်လှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။မကြမီတွင်လည်း Lucky Timers မြန်မာစိန်တိုက်ကြီး Grand Mall မြန် Shopping Center ကြီးမှာဖွင့်လှစ်သွားဖို့ရှိတဲ့ကြောင်းလည်းမင်္ဂလာတင်ကောင်းလေးပါလိုက်ပါတယ်။ဟုတ်ပါတချင်းဆိုတာတော့အရောက်တော့အစိုးရတွေလည်းမဟုတ်ပါဘူး။အဲ အမှုပညာသမားဆိုတော့လည်းတချင်းလေးနဲ့ပေါ့တခါလေးကျရင်လည်းကိမ်ကြိုက်တာလေးလည်းရှိပါတယ်အတန်ဆိုးလေးတွေနဲ့ပေါ့နော်အဲ့ဒီတော့ဟိုတိခတ်ပြီးနားထောင်ပြီးအဲကြိုက်တယ်ဆိုလို့ကျေးဇူးများတင်ပါတယ်တကယ်လို့အတန်ဆိုးလေးနဲ့ထွက်လာရင်လည်းတိခတ်ပြီးနားထောင်ပေးပါဦးလို့ဘာဖြစ်လို့အဆိုတော့မဟုတ်တဲ့အတွက်အတန်တော့မကောင်းပါတော့တခါလေးကျရင်ကိမ်ကြိုက်တာလေးရှိမှာပါအကိုတို့နဲ့ကြတော့အကိုအဖွဲ့မှာကြတော့အရင်ကဆယ်စုနှစ်မကတော့ဘူးလေအဲဆယ်စုနှစ်မကတော့ဘူးဆိုတော့အခုချိန်ထိအကိုကအဲကိုတချင်းစပြီးမဆိုတတ်ခင်တည်းက အခုလဲစိုးတက်တယ်လို့မဟုတ်ဘောနော်တချင်းစားပြီးမစိုးတက်ခင်တည်းကကိုကညီမလိုရောသမီးလိုရောတပည့်လိုရောပေါ့နော်ခေါ်ပြီးတော့အဲပြောရမယ်ဆိုရင်တော့အလုပ်ပေးထားတာပေါ့နော်ဟုတ်ထမင်းကျွေးအလုပ်ပေးထားတာဖြစ်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အကိုလည်းဘာဖြစ်အခုချိန်ထိအဖွဲထဲမှာရောဟာသဝင်ကဘာမှာရောကာရိုက်ဒီမှာခေါ်ပေးနေတာပေါ့နော်ဟုတ်အော်ဟုတ်တယ်ဟိုတလောက်အဟိုတလောက်နိုင်ရှင်နေဖြစ်မယ်နှစ်ယောက်လေအာဗာလဲကြပါတယ်ကွာအဲ့ဒါမအိုင်ရစ်ရဲ့အိုင်ရစ်ရဲ့ဟိုလေဗာလဲဖလဲကူက ဆိုင်လေးမှာဖိတ်လို့သွားရင်နဲ့မှာအဲတငယ်ချင်းတွေအပြော်ဆိုကြတာအပြော်ဆိုရင်းနဲ့မှာအဲ့ဒါလေးကတက်သွားပြီးတော့မဲအတန်ကောင်းတယ်ပေါ့ဆိုကိုဟာကိုတော့မဲမထင်းဘူးဗျအမှန်တော့စက်တွေပေါက်တွေကောင်းတာနေမှာပါဟုတ် ရှိပါတယ်ဟိုပြိသက်ကတော့ခုနပြောသလိုကိုရီဟိုချစ်လို့ပေါ့နော်ချစ်လို့အားပေးကြတယ်သူတို့လည်းလိုက်ဆိုကိုရီလည်းအဲဆိုပေါ့နော်ထားကြရင်စင်မမစားသားမှားသွားလဲအဲပြိသက်နဲ့အဆင်ပြေပြေပေါ့နော်အဲသူတို့ကလည်းဆိုကိုရီလည်းဆိုအဲ့လိုမျိုးလေးပေါ့အားပေးကြပါတယ်ဘာပဲပြောရအောင်တို့အမှုပညာသမားတွေကိုချစ်လို့အားပေးတဲ့အတွက်အဲကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေအားပေးတာပေါ့နော်ဟိုတချင်ကတော့ခုနပြောသလိုရအောင်တော့အဆိုးတော့မဟုတ်ဘူးလေအဆိုးတော့မဟုတ်တဲ့အတွက်အတန်းကတော့တိတ်တော့မကောင်းဘူးပေါ့အဲတချင်စားသားလေးတွေတော့လည်းရအောင်ကြရတာပေါ့နော်ရအောင်လေးကြက်ပြီးလို့ရှိရင်နည်းနည်းကီးလေးနဲ့အဲ့လိုပေါ့ အဲရောက်တော့အဖွဲ့မှာတိုက်အဲပြီးတော့မှအဲ့လိုတချင်းလေးဆိုရဲဆိုတော့ဘာပဲပြောအပေးကြပါတယ်အပေးတဲ့အတွက်လည်းပရိသတ်ကြီးတည်းကနေကျေးဇူးများကြီးတင်ပါတယ်အော်ရှိပါတယ်ရှိပါတယ်ဘာလို့ဆိုတော့သူတို့ကတခါလေကြတယ်အာပရိသတ်နဲ့ကြတော့ပွဲတွေမှာကြတော့ညနေချင်းဆိုင်မှာခုနပြောသလိုပေါ့ထိတွေ့မှုကအရင်ဆိုတော့အဲတချို့ကြလည်းအရန်ချစ်လို့မှားသွားတာလည်းရှိတယ်သူတို့လည်းပျော်နေတဲ့အချိန်မှာတချို့ကြတော့လည်းအမသိဘူးပေါ့နော်ဟိုတသက်ကြီးလှုပ်တယ်လို့ခံစားဒါမှမဟုတ်လေကိုယ်စိတ်ထဲထင်တာကတော့ သူတို့လည်းပျော်နေတဲ့အချိန်နဲ့အမားကြုံသွားနေမှာပါသူတို့လည်းအဲ့ချိန်မှာကြတော့တခုခုပေါ့နော်အဲ့လိုပေါ့တောက်ဟိုတောက်တာတို့ဘာလို့လဲရှိလဲရှိကောင်းရှိမှာပေါ့အဲ့ဒီအချိန်မှာလည်းမှားသွားတယ်သူကသူတို့မနဲ့ကြရင်တော့အမှားသိမှာပါအဲဒါပေမဲ့အရောက်တော့ကြတော့အသက်နိုင်ဆုံးအရောက်တော့အမှုပညာရှင်တွေဖြစ်တယ်အမှုပညာသမားတွေဖြစ်တဲ့အတွက်ဒီအမှားတွေကိုကြတော့အတက်နိုင်ဆုံးတော့ နားလဲပေးရတာပေါ့ဒါပေမဲ့အရင်ကျွန်လာတဲ့အခါကျရင်တော့မရဘူးပေါ့နော်အရင်ကျွန်လာတဲ့အခါတို့ဘာလို့ဆိုရင်တော့လေအဲအလိုပေါ့ကိုမအကိုတွေပါတယ်အဖွဲတွေကအများကြီးလေယောက်ျားယောက်ျားလေးတွေလည်းပါတယ်ဆိုတော့အဲကိုက main ကလေးဖြစ်တဲ့အတွက်နည်းနည်းကိုကကိုဟာကိုလည်းထိန်းသိမ်းသိမ်းသိမ်းနေရတာပေါ့ထိန်းသိမ်းနေရတယ်ပရိသတ်ကချစ်လို့လက်ဆွဲနှုတ်ဆက်ပါညာကြတော့အဲနည်းနည်းပပလောက်ဆိုတော့ကိစ္စမလဲအရင်လွန်လာရင်တော့လေနည်းနည်းအလိုမျိုးပေါ့ဟိုနည်းနည်းပြဿနာလေးတွေတော့ရှိတာပေါ့ဒါမဲ့လည်း အဲရောင်းလို့ဖွဲ့ကိုကြီးခင်လိုင်ဖွဲ့ရတော့နည်းနည်းတော့နည်းပါတယ်အမြအသက်နိုင်ဆုံးတော့ကိုရီးယားပျော်ရွှင်မှုပေးခြင်းနဲ့ပွဲတစ်ပွဲမှာအကောင်းဆုံးပွဲအဆအဆုံးမှာအကောင်းဆုံးပေါ့နော်အကောင်းဆုံးဟိုကိုဘက်ကဖြောပြမှု အပြည့်ပေါ့အဲ့လိုမျိုးလေးနေသွားပါတယ်ဟုတ် ပုံလုံးလုံးပြောရရင်တော့အဲ့ဟာကိုကြီးခလိုင်အဖွဲမှာကြတော့ main ကလေးဆိုရင်အဲ့ဟာကြာနည်းနည်းယောက်ျားလေးဆန်နေနေရတာလေယောက်ျားလေးဆန်နေအဲ့လိုတိတ်ကြောက်တာတော့တိတ်မရှိဘူးတိတ်မရှိဘူးမရှိဘူးဆိုရင်အဖွဲမှာလည်းအဲ့လို main ကလေးကြီးကလေးတွေပါတယ်ဆိုတဲ့ခါကြရင်ကိုကနည်းနည်းလေးပေါ့နော်သူတို့နဲ့ကြတော့ကိုကပို့ပြီးတော့ရှေ့ထွက်တယ်ပေါ့နော်အကိုတွေကတော့ပို့ရှေ့ထွက်ရတာပေါ့နော်ဒါပေမဲ့တချို့အရာတွေကြကိုနဲ့ပဲပြီးသွားတာပေါ့ဟိုတလောကဆိုရင်ပွဲတစ်ခုမှဆိုလဲကိုကိုအဲ့လိုမျိုးကိုထိလဲရောက်လာပြီးတော့ အဲထိထိတာတော့ရှိတာပေါ့နော်ဒါပေမဲ့ကိုကလှဲ့ပြီးတော့လုံးလိုက်လုံးမလို့ကြံလိုက်တဲ့အချိန်မှာကောင်းလေးကငဲတယ်ငဲတယ်ဒါပေမဲ့သူလည်းတောက်ထားတဲ့အချိန်တော့ရှိတယ်ရှိတော့အတွက်လှဲ့ပြီးလုံးလိုက်တဲ့အချိန်ကြိလိုက်တဲ့အချိန်မှာမိုက်ရဲ့ကျွန်တော်တောင်းပန်ပါတယ်ဆိုတော့စိတ်လျှော့လိုက်တာပေါ့နော်စိတ်လျှော့လိုက်ပြီးတော့မှโอเคလို့ အမတို့အနုပညာသမားတွေဖြစ်တဲ့ချစ်လို့ခင်လို့ဒီပွဲကိုလာရောက်ဖျော်ပြတာအတော့အတတ်နိုင်ဆုံးတော့ထိမ့်သိမ့်ပေးပါလို့ဟိုတယောက်နဲ့တယောက်ဒီလိုမျိုးပြုတ်မှုနေတယ်ဆိုရင်တော့မကောင်းဘူးဆိုပြီးတော့အဲ့စကားလေးနဲ့ပဲပေါ့နော်ဟိုသူကလည်းကိုယ်တောင်းပန်ပါတယ်အဲ့တော့လည်းကြေးပေးရတာပေါ့ကြေးပေးရတယ်ဆိုတော့ခုနကပြောပြဿနာအကြီးမဖြစ်တော့ဘူးပေါ့နော်ဟိုတယောက်နဲ့တယောက်ကနားလဲခွင်းလွှတ်မှုနဲ့တိခတ်မှုရှိသွားတယ်ဆိုတော့ဒါပေမဲ့အတိုက်ထက်လွန်ဖြစ်လာရင်တော့လေကိုလည်းပြောမရဘူးကိုလည်းပုတ္တသင်လူသားဆိုတော့လည်းတခုလုံးမိလဲလုံးမှာပေါ့ဒါပေမဲ့အတက်နိုင်ဆုံးကတော့တိခတ်ပါတယ်ဟုတ် ဒီလိုပါပဲဟိုအနုပညာသမားမှုလို့ဒါတော်တော်များများကတိကြတယ်အပြင်မှာလည်း ရှိကြတာပဲလေအပွက်လင်းဆုံးပြောရရင်တော့အမှုပညာသမားဖြစ်နေလို့ရာကိုတွေကိုလူတွေကပိုတည်ရကိုလိုလူမျိုးကိုထက်ဆွဲသူတွေလည်းအများကြီးရှိကြတာပဲလေကိုလိုလူမျိုးကခုမှပြောတိခန့်တက်တဲ့သူကကိုထက်အစာပေါင်းများသောတိခန့်တက်တဲ့သူရှိသူတို့ကိုလိုတိမခန့်တက်တဲ့သူလည်းရှိရင်ရှိမှာပဲလေလူဆိုတာကတော့ခုနပြောဆိုအရင်မကျွန်းလာရင်တော့တန်းကြီးခံပြီးလိုက်တယ်ကွတဲ့မလားဘာမှတော့မဖြစ်တော့ဘူးလေပြဿနာတစ်ခုအေးအေးလေးနဲ့ပြီးသွားတာပုံမကောင်းလားအဲ့လိုမျိုးပေါ့အဲ့လိုမျိုးလေးပဲနေလိုက်ပါတယ် အဲအောင်ကဒီနေ့ဒီအဲဆယ်လူဒီမီဒီယာပေါ့နော်ဆယ်လူဒီမီဒီယာရဲ့ဖိတ်ကြားမှုနဲ့ဒီအမှုပညာရင်ဖွင့်တဲ့ဆိုတဲ့အောင်ရဲ့ဘဝအကြောင်းလေးပြောပြတယ်ပေါ့နော်ပြောပြမယ်ပေါ့အဲ့မှာဘလူတွေအဲလာမလဲကိုယ့်ရဲ့ဘဝဘယ်ကနေစာပြီးတော့ဘလူဝင်လာပြီးဘယ်ဘယ်အချိန်မှာဘလူဖြစ်တယ်ဆိုတာလေးကိုဒီအမှုပညာရင်ဖွင့်တဲ့အနေစောင့်မျှော်အားပေးဖို့ဖိတ်ခေါ်ပါတယ်အကိမြတ်အေးအောင်ပေါ့နော်ယနေ့အခုအချိန်မှာ ပြောသွားတဲ့ စကားတွေထဲမှာအမှားရင်းမြတ်တစုံတရာရှိခဲ့ပါကခွင့်လွန်နားလည်ပေးဖို့ဒီနေ့နေပြီးတော့တောင်းပန်ကြပါတယ်။ဘာလို့လဲဆိုတော့အဲ့တော့အမှုပညာသမားဆိုတာကဟိုတစ်ခါသေးကြရင်ဟိုအမှားလေးပါတတ်တယ်ပေါ့နော်။ကိုမထင်မှတ်ပဲနဲ့ပြောလိုက်တဲ့စကားလေးပဲဖြစ်ဖြစ်အမှုရာလေးပဲဖြစ်ဖြစ်ပါတတ်ပါတယ်။ဒါလည်းကိုယ့်ကိုဝန်ခံပါတယ်။အဲ့ဒီမှာမှာတကယ်လို့မှားသွားတယ်ဆိုရင်လည်းနားလည်ခွင့်လွတ်ပြီးတော့အဲချစ်ပေးဖို့အရောက်ဒီနေ့နေပြီးတော့မြေတားရက်ခံကြပါတယ်ရှင်။